မင်္ဂလာညနေခင်းပါရှင်။ဇွန်လ20ရက်နေ့ညနေ4:00ညနေခင်းသတင်းတွေကိုစတင်ပေးတိုင်းရထုံးလေးတင်ဆက်ပေးပါမယ်။ဒီကနေ့ညနေခင်းသတင်းတွေမှာတော့ရွေးကောက်ပွဲကော်မရှင်အဖွဲ့အစည်းအစင်းစင်ဖွဲ့စည်းရမှာနိုင်ငံဝန်ထမ်းကိုဥက္ကဋ္ဌအဖြစ်ခန့်အပ်နိုင်တဲ့အချက်ပါဝင်လာတဲ့ရွေးကောက်ပွဲကော်မရှင်ဥပဒေကိုပြင်ဆင်ပြဋ္ဌာန်းခဲ့တဲ့သတင်း။အားကောင်းတဲ့လေဖျားနဲ့ရေမှုရဲ့အရှိန်အရှိတ်ဘက်နဲ့အနောက်ဘက်ကရွေလျားလာတဲ့လေဝင်နှိုင်းတွေရဲ့အရှိန်ကြောင့် ဇွန်လ25ရက်အထိတိုင်းနယ်ပြည်နယ်အသီးသီးမှာနေရာကွက်မိုးကြီးနိုင်တဲ့ဆိုတဲ့သတင်း။ထိုင်းမှာရှက်ဝါတွေကအစိုးရဆန့်ကျင်တဲ့ဆန္ဒပြမှုတွေပြုလုပ်ခဲ့တဲ့သတင်းနဲ့။ဥယောင်နဲ့ဝေဒနာကြောင့်အမ်ဘာဘေးစီးယုံတက်နေရတဲ့သတင်းအဆရှိတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်။ဦးဆောင်သတင်းတပုတ်အနေနဲ့ရွေးကောက်ပွဲကော်မရှင်အဖွဲ့အစည်းအစဉ်အဖွဲ့စည်းရာမှာနိုင်ငံဝန်ထမ်းကိုဥက္ကဋ္ဌအဖြစ်ခန့်အပ်နိုင်တဲ့အချက်ပါဝင်လာတဲ့ရွေးကောက်ပွဲကော်မရှင်ဥပဒေကိုပြင်ဆင်ပြဋ္ဌာန်းခဲ့တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ကွဲအစဉ်စဉ်ဖွဲ့စည်းရမှာနိုင်ငံဝန်ထမ်းကိုဥက္ကဋ္ဌအဖြစ်ခန့်အပ်နိုင်တဲ့အချက်ပါဝင်လာတဲ့ရွေးကောက်ပွဲကော်မရှင်ဥပဒေကိုတတိယအကြိမ်ပြင်ဆင်တဲ့ဥပဒေကိုပြဋ္ဌာန်းလိုက်ပါတယ်စောစကောရဲ့ရည်ဆွဲနဲ့ပြဋ္ဌာန်းလိုက်တဲ့ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေကိုတတိယအကြိမ်ပြင်ဆင်တဲ့ဥပဒေရဲ့ပုံမှန်အစလေးမှာကော်မရှင်သည် ပုံမှန်၁၀ပုံမှန်ခွဲခန်းငယ်အရာ ကော်မရှင်အဖွဲ့ကွဲအစင်းစင်ကိုဖွဲ့စည်းရာတွင်အများယုံကြည်လေးစားခြင်းခံရသူပုဂ္ဂိုလ်များဖြစ်ဖြစ်စေနိုင်ငံဝန်ထမ်းများဖြစ်ဖြစ်စေအ ਨੇ စုံ၃ဦးဖြစ်ဖွဲ့စည်းရမည်ရှင်ပုဂ္ဂိုလ်များအနက်တင့်လျော်သူတို့ကိုဥက္ကဋ္ဌအဖြစ်တာဝန်ပေးအပ်ရမည်သက်ဆိုင်ရာရွေးကောက်ပွဲအရာရှိကိုအတွင်းမှုအဖြစ်တာဝန်ပေးအပ်ရမည်လို့အစားထိုးပြဋ္ဌာန်းထားပါသည်ပြင်ဆင်ဖွဲ့စည်းလိုက်တဲ့ပြည်သူ့ရွေးကောက်ပွဲကော်မရှင်ဥပဒေကိုတတိယအကြိမ်ပြင်ဆင်တဲ့ဥပဒေအရာ ကော်မရှင်အဖွဲ့အကွဲအစဉ်အဆက်ကိုဖွဲ့စည်းရမှာနိုင်ငံဝန်ထမ်းတွေကိုကော်မရှင်အဖွဲ့အကွဲတွေမှာဥက္ကဋ္ဌအဖြစ်ခန့်အပ်နိုင်မှာဖြစ်ပါတယ်။အရင်ကပြဋ္ဌာန်းထားတဲ့ပြည်ထောင်စုရေကောက်ပွဲကော်မရှင်ဥပဒေရဲ့ပုံမှန်အစလေးမှာကော်မရှင်သည်ပုံမှန်30ပုံမှန်ခွဲခန်းငယ်အရာ ကော်မရှင်အဖွဲ့အကွဲအစဉ်အဆက်ကိုဖွဲ့စည်းရရင်အများယုံကြည်လေးစားခြင်းခံရသူပုဂ္ဂိုလ်အ ਨੇ ဆုံး3ဦးအဖြစ်ဖွဲ့စည်းရမည်။ရင်းအဖွဲ့ဝင်များထဲမှတဦးကိုဥက္ကဋ္ဌအဖြစ်တာဝန်ပေးအပ်ရမည်။သက်ဆိုင်ရာရွေးကောက်ပွဲအရာရှိကိုအတွင်းမှုအဖြစ်တာဝန်ပေးအပ်ရမည်။ လိုအပ်နေရင်နိုင်ငံဝန်ထမ်းများကိုအဖွဲ့ဝင်များအဖြစ်ထည့်သွင်းဖွဲ့စည်းနိုင်သည်ဟုပြဋ္ဌာန်းလိုက်ပါတယ်။ပြည်တော်စုရေကောက်ပွဲကော်မရှင်ဥပဒေရဲ့အခန်းလေးပုံမှန်30တာဝန်နှင့်လုံပိုင်ခွင့်များထဲမှာပုံမှန်ခွဲကားငယ်မှာကော်မရှင်အဖွဲ့ခွဲအစဉ်အဆက်ကိုဖွဲ့စည်းစေခြင်းကြီးကြပ်ခြင်းနဲ့ကြီးကြပ်စေခြင်းလို့ပြဋ္ဌာန်းထားပါတယ်။ဆက်လက်ပြီးအားကောင်းတဲ့လေဖျားနဲ့ရေဝန်းရဲ့အရှိန်မိုးတုံလေအားအလွန်ကောင်းနေတာအရှိဘက်နဲ့နောက်ဖက်တို့ကနေရွှေလျားလာတဲ့လေဝင်တိုင်းတွေရဲ့အရှိန်ကြောင့် ဇွန်25ရက်အထိတိုင်းနယ်ပြင်နယ်အသီးသီးမှာနေရာကွက်မိုးကြီးနိုင်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အားကောင်းတဲ့လေပြင်းရနဲ့ရင်ဝင်ရဲ့အချိန်ကြောင့်လကောက်မိုးတုံလေအားကောင်းရာကနေအားအလွန်ကောင်းနေတာကြောင့်လကောက်အရှိဘက်နဲ့နောက်ဘက်တို့ကနေရွေးလျားလာတဲ့လေဝေလိုင်းတွေရဲ့အချိန်ကြောင့်လကောက်ဇွန်လ25ရက်နေ့အထိတိုင်းနယ်ပြင်နယ်အသီးသီးမှာနေရာဆိတ်ဆိတ်ကနေနေရာအနှက်ပြားမိုးထစ်ချုံရွာပြီးတချုံဒေသတွေမှာနေရာကွက်ပြီးမိုးကြီးနိုင်တယ်လို့ ဝလိဝတာနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ထားပါတယ်အိန္ဒိယနိုင်ငံအနောက်ဘင်္ဂလားပြည်နယ်မှာဖြစ်ပေါ်နေတဲ့အာကောင်းသောလေပြင်းရဲရန်ဝန်ရဲ့အရှိန်ကြောင့်၎င်းကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်ရိုမှာမုတ်တုံလေအာကောင်းရာကနေအားအလွန်ကောင်းနေတာကြောင့်၎င်းအရှေ့ဘက်ကနေရွှေလျားလာတဲ့လေဝေလိုင်းတွေရဲ့အရှိန်ကြောင့်၎င်းအနောက်ဘက်ကနေရွှေလျားလာတဲ့လေဝေလိုင်းတွေရဲ့အရှိန်ကြောင့်၎င်းဇွန်လ25ရက်နေ့အတွင်းနေပြည်တော်ရန်ကုန်တိုင်းမန္တလေးတိုင်းပဲခူးတိုင်းမကွေးတိုင်းစကိုင်းတိုင်းအေရဝတီတိုင်း တနင်္သာရီတိုင်းကချင်း၊ကယား၊ကရင်ချင်း၊မော်၊ရခိုင်နဲ့ရှမ်းပြည်နယ်တို့မှာနေရာစိတ်စိတ်ကနေနေရအနှံ့အပြားမိုးထစ်ချုံရွာပြီးတချို့ဒေသတွေမှာဒေသအလိုက်နဲ့နေရာကွက်မိုးကြီးမယ်လို့မိုးစလကထုတ်ပြန်ပါတယ်။မိုးသည်ထန်စွာရွာသွန်းတာနဲ့အတူလေပြင်းတိုက်ခတ်တာမိုးထစ်ချုံတာမိုးကြိုးပြက်တာလျှက်စီးလက်တာမိုးသီးကျွေတာ လျှက်တမျက်ရေကြီးတာနဲ့မြေပြိုတာစတဲ့သဘာဝဘေးအန္တရာယ်တွေဖြစ်ပေါ်နိုင်တဲ့အတွက်အဆိုပါဒေသတွေမှာရှိတဲ့ကုန်းမြင့်ဒေသအနည်းမှာနေထိုင်ကြသူတွေအနေနဲ့မြေပြိုမှုအန္တရာယ်မြင့်ငယ်ချောင်းငယ်တွေအနည်းမှာနေထိုင်ကြသူတွေအနေနဲ့ရေကြီးရေရှမ်းမှုတွေကိုကြိုတင်သတိပြုရှောင်ရှားနိုင်မှုနဲ့ပြည်ရင်းရေချောင်းသွာလာရင်လေချောင်းပြန်သိမ်းရင်းနဲ့ဆယ်မြောင်းတာတမန်တွေအနေနဲ့လိုအပ်တာတွေကြိုတင်ပြင်ဆင်ဆောင်ရွက်ထားနိုင်ဖို့သတိပေးနှိုးဆော်အပ်တယ်လို့မိုးစလကထုတ်ပြန်ထားပါတယ်ဆက်လက်ပြီးထိုင်းမှာရှက်ဝါတွေက အစိုးရကိုစန့်ကျင်တဲ့ဆန္ဒပြမှုတွေပြုလုပ်ခဲ့တဲ့နိုင်ငံတကာသတင်းကိုတင်ဆက်ပေးပါမယ်။ထိုင်းနိုင်ငံမှာဇွန်19ရက်ကအစိုးရစန့်ကျင်တဲ့ရှက်ဝါရီက အစိုးရအင်ဒိုရှိမှာစုယုံဆန္ဒပြခဲ့ကြပြီးဝင်ကြီးချုပ်ပေထုံတန်းရှင်နာဝက်ကိုရာထူးကနေနှုတ်ထွက်ဖို့တောင်းဆိုခဲ့ကြပါတယ်။ ေထုံထန်ဟာကမ္ဘောဒီးယားနဲ့နယ်စပ်ဒေသအငင်းပွားမှုနဲ့ပတ်သက်ပြီးကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်းဟွန်ဆန်နဲ့ဖုန်းပြောဆိုခဲ့တဲ့အသံဖိုင်ပေါက်ကြားခဲ့ပြီးတဲ့နောက်လူရုကြာဒေါသတွေမြင့်တက်စေခဲ့ပါတယ်။ဒီဖုန်းခေါ်ဆိုမှုအတွင်ပေထုံထန်ကထိုင်းစစ်ဘက်တမူတိုးကို၎င်းရဲ့ပြိုင်ဘက်အဖြစ်ရင်းညွှန်းပြောကြားခဲ့ပြီးဟွန်ဆန်ကိုဦးလေးလို့ခေါ်ဆိုခဲ့တဲ့အတွက်လူရုကိုဒေါသထွက်စေခဲ့တာဖြစ်ပါတယ်။ဒီအသံဖိုင်ကိုကြားလိုက်ရချိန်မှာတော်တော်စိတ်ပြတ်သွားပါတယ်။ပေထုံထန်ဟာဆွေးနွေးညီနိုင်ရေးမှာကြွမ်းကျင်မှုမရှိပါဘူး။သူပါရီလုံနေတာလဲ။ ဒီနိုင်ငံကသူပိုင်တဲ့နိုင်ငံမဟုတ်ပါဘူးလို့အသက်68နှစ်အရွယ်ဆန္ဒပြသူတဦးဖြစ်တဲ့ကန်ယာဟာနူဒီကပြောပါရယ်ဆန္ဒပြသူတွေဟာထိုင်းအလံတွေနဲ့ပိုစတာတွေကိုကင်ဆောင်ဝင်ရမ်းခဲ့ကြပြီးပေထုံထံကိုတက်ဆက်ဖောက်လို့ရေးသားခဲ့ကထွက်သွားငရဲကိုသွားဆိုတဲ့ကြေးကြော်သံတွေကိုဟစ်ကြွေးခဲ့ပြီးအဓိကယုံနှင်းရဲ့ရဲတပ်ဖွဲ့ကအခြေအနေကိုထိမ့်သိမ်းခဲ့ရပါတယ်နောက်ဆုံးသတင်းဒီပုံအနည်းနဲ့ဥယောင်နဲ့ဝေဒနာကြောင့်အမ်ဘာပေဆေးရုံတက်နေရတဲ့ဆိုတဲ့အင်္ဂစားသတင်းကိုတင်ဆက်ပေးပါပါ ရီယယ်သင်းတိုက်စင်မှုအမ်ဘာဘေးဟာဥယောင်နဲ့ဝေဒနာကြောင့်ဆင်းရုံတက်ရောက်ကုသနေရတယ်လို့သိရပါဗျ။ 26နှစ်အရွယ်အမ်ဘာဘေဟာအဖျားရောဂါကြောင့်ပြီးခဲ့တဲ့အင်္ဂါနေ့ကရီရဲ့အသင်းရဲ့လေ့ကျင့်မှုအစီအစဉ်မှာမပါဝင်ခဲ့သလိုနောက်တရမှာကစားခဲ့တဲ့ကလပ်ကမ္ဘာဖလားအုပ်စုအဖွဲ့ပွဲစဉ်ကိုလည်းလွှဲချော်ခဲ့တာပါသူ့ရဲ့အခြေအနေကိုဇွန်16ရက်မှာရီရဲ့အသင်းကထုတ်ပြန်ခဲ့ပြီးဥယောင်နေတာကြောင့်ဆင်းရုပ်တက်စစ်ဆေးမှုတွေပြုလုပ်နေရတယ်လို့ဖော်ပြခဲ့ပါတယ်ဒါကြောင့်အမ်ဘာဘေအနေနဲ့ပါချုကအသင်းနဲ့ကစားမဲ့ပွဲမှာလည်းရီရဲ့အသင်းအတွက်ပါဝင်ကစားနိုင်ဖို့မတိကျသေးဘူးလို့သိရပါတယ် ဇွန်လ20ရက်နေ့ညနေ4:00နာရီညနေခင်းသတင်းတွေကိုထားရထုတ်လင်းတင်ဆက်ပေးသွားခဲ့တာပါ။ည8:00နာရီမှာလည်းညပိုင်းသတင်းတွေကိုထပ်မံပြီးတော့တင်ဆက်ပေးပါမယ်။ကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးတင်ရှိပါတယ်ရှင်။